မလီဝမ်ဆိုင်သောမင်္ဂလာညချမ်းပါခင်ဗျာ2025ခုနှစ်အောက်တိုဘာလ24ရက်နေ့တောက်ကြနေညရှန်နီအတန်ရဲ့ pocket အစီအစဉ်တွေကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့ညအတွက်ရှန်နီဒေတာနဲ့ပြည်တွင်းကသတင်းတွေကိုနားဆင်သွားကြရမှာပဲဖြစ်ပါတယ်ဒီနေ့ညအတွက်သတင်းတွေမှာတော့ပမောက်မြို့နယ်အတွက်ကုန်းစီတွေကို homeless မြို့နယ်ကနေတဆင်းဈေးနှုန်းမြင့်တွေနဲ့ပြန်လည်တည်ယူနေရတဲ့သတင်းရှမ်းပြည်နယ်ကနေစကိုင်းတိုင်းကိုတင်ပို့တဲ့74ဘီလီယံတန်ဖိုးရှိတဲ့မူရီစီဝါတွေကိုဖန်ဆီးရမိတဲ့တဲ့ မြကျင်းနာဘူတာအိုလန်ပိုင်းစစ်ရေးအခြေအနေတွေကြောင့်ရက်အကန့်အသတ်မရှိပိတ်လိုက်တဲ့တဲ့တင်အွန်လိုင်းလောင်းကစားလုပ်ကိုင်းနေသူအမျိုးသမီး၁၀ဦးအပါအဝင်၂၈ဦးဖမ်းဆီးရမိတဲ့တဲ့တင်တွေကိုနားဆင်သွားကြမှာပဲဖြစ်ပါတယ်ရှမ်းပြည်နယ်ကနေစကိုင်းတိုင်းကိုတင်ပို့တဲ့မူရစီဝါကျပ်၁၄ဘီလီယံတန်ဖိုးဖမ်းဆီးရမိတဲ့အကြောင်းကိုပြောပြပေးတော့မှာပါ ရှမ်းပြည်နယ်မြောက်ပိုင်းကနေစကိုင်းတိုင်းဒေသကြီးကလေးမြို့အထိတည်ဆောင်ရောင်းဝယ်တဲ့74ဘီလီယံကျော်တန်ဖိုးရှိမူရစီဝါတွေကိုမူရရဲ့တပ်ဖွဲ့တွေကဖမ်းဆီးရမိခဲ့တယ်လို့မနေ့ကတတင်းထုတ်ပြန်လာပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ14ရက်နေ့မှာကလေးမြို့နယ်ကြည်ကုန်းကျေးရွာမှာစိတ်ကြွ YouTube ဆေးပြအရေးအတွက်65တတမနှစ်သိန်းဖန်စီရမိခဲ့ပြီးကလေးမျိုးအထိရောက်ရှိအောင် ကုညီတဲဆောင်ပေးသူကိုလည်းစကိုင်းမျိုးမှာဖန်စီရမိခဲ့တယ်လို့ဆိုပါတယ်အဲ့ဒါလို့အမှုဖြစ်ပွားပြီးတလအကြာ အောက်တိုဘာလ23ရက်နေ့မှာပဲ ိန်းဖြူ29တတမ13ကီလိုကိုကလေးမျိုးတောင်ဖီလာရက်ွက်မှာထပ်မံဖန်ဆီးမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ပိန်းဖြူတွေကို ရှမ်းပြည်နယ်မိုင်းရဲမြို့နယ်ကနေကလေးမျိုးအထိတဲဆောင်ပြီးတဲဆောင်တူလီလေးနဲ့ကိုဆိုးမြင့်တို့ကိုဖန်ဆီးရမိတယ်လို့တဲဆောင်ရမှာပါဝင်တဲ့ကိုကျော်သေးဝဲယူတူ ပေါင်ရှမ်းဟောက်ခေါ်ကိုရှင်းတို့ကိုလည်းဖန်ဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ ူတို့ကိုမွေးစည်းဝါးနဲ့စိတ်ကိုပြောင်းလဲစေတတ်တဲ့ပုံမှန်တွေနဲ့သက်ဆိုင်ရာမြို့နယ်တွေမှာအေးအေးယူထားတယ်လို့တီးရပါတယ်။စကိုင်းတိုင်းတွင်းမှာကလေးမျိုးဟာမွေးစည်းဝါးဖန်စီရမင်းမှုအမြင့်ဆုံးသောဇင်းတွေထဲမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းပါဝင်လာခဲ့တယ်လို့သတင်းမှတ်တမ်းတွေအရတီးရပါတယ်။ဒီခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းမှာလေမန္တလေးတိုင်းဒေတာကြီးနဲ့စကိုင်းတိုင်းဒေတာကြီးတို့ကနေတဆင့် အိန္ဒိယနိုင်ငံအထီးမူရစေဝါရောင်းဝယ်နေတဲ့မူရမောင်ခိုအဖွဲ့တစ်ခုကိုစစ်ကော်မရှင်ကဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ကလေးမျိုးမမြန်မာအိန္ဒိယနဲ့ဆန်မနိပူပြည်နယ်မိုရေးမြို့မီဆိုရန်ပြည်နယ်ဂျန်ဖိုင်းမြို့နယ်တွေစီကိုမူရစေဝါတွေဆက်လက်တင်ပို့ရောင်းချခဲ့ကြတူတွေဖြစ်ပါတယ်။ ဒီခေတ်ရဲ့၆လတွင်မှာမြန်မာနိုင်ငံတဝန်းကဖန်ဆီးရမိတဲ့မူရစေဝါတွေကိုမိရှုဖြစ်စီခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံအလဲပိုင်းဒေတာနဲ့အထက်ပိုင်းဒေတာတွေမှာတော့ပိန်း380ကီလို ပိန်းဖြူ1130ကီလိုစိတ်ကြွယူတုဆေးပြား135တန်း ice 641ကီလိုစိတ်ပြောင်းမူရစေဝါ86ကီလိုကျော် ကက်တမင်63ကီလိုကျော်ဖန်စီရမိခဲ့တယ်လို့တီးရပါတယ်။ဒီစီးရင်တွေအရမွေးရစေဝါတွေကိုမန္တလေးစကိုင်းမုံရွာကလေးကတာမြို့နယ်ပရှင်ပြည်နယ်ကမိုးညင်းမြို့တွေမှာအတိတ်ကဖန်စီရမိခဲ့တာလည်းဖြစ်ပါတယ်ရှင်။မောင်မြို့နယ်ကကုန်စီတွေကိုဟ ோம் လင်းမြို့နယ်ကနေတစင်စင်လုံးမြင့်ပေးပြီးပြန်လည်တည်ယူနေရတဲ့တဲ့တင်ကိုပြောပြပေးပါမယ်။ စကိုင်းတိုင်းဒေတာကြီးအထက်ပိုင်းပမောက်မြို့နယ်ကလိုအပ်တဲ့အခြေခံစားတောက်ကုံတွေနဲ့73စီတွေကို homeless မြို့နယ်ကနေစီးကြီးပေးပြီးပြန်လည်တည်ယူနေရတယ်လို့ကုန်တဲတွေစီကနေတည်ရပါတယ်။ homeless မြို့နယ်အတွက်ကုန်စီတွေကိုလေကြောင်းလိုင်းကနေအထက်တည်ယူနေရပေမဲ့လေရင်အချိန်မှမထွက်နိုင်တာကြောင့်ကုန်စင်းလုံးကျင်းမြင့်နေတာတလနီးပါးရှိနေပြီလဲဖြစ်ပါတယ်။စားတောက်ကုံအငတ်မခံနိုင်လို့စည်ကြီးပေးပြီးဝယ်နေရတဲ့ပမောက်မြုံတွေကိုဖျက်ပြီးစီစဉ်သွားတဲ့ကုံစီတွေကိုတော့ homeless နန်တော်မှာစည်ကြီးပေးပြီ ရည်စုံကိုလီဆန်နဲ့ပြန်တည်ရတဲ့အနေအထားလို့ဒေတာခန်ကုံတက်တူကပြောပါတယ်။ဗမောက်မြို့နယ်အနောက်ဘက်ချမ်းကကုန်းစီတီကိုဟ ோம் လင်းမြို့နယ်ကမိခိုခက်ရပြီးလက်ရှိအခြေအနေမှာတော့ဟ ோம் လင်းမြို့နယ်ကနေပြန်လည်တည်ယူနေရတာဖြစ်တယ်လို့ဆိုပါတယ်။ဗမောက်မြို့နယ်အနောက်ဘက်ချမ်းဒေတာကကုန်းစီစစ်ဆင်မှုတွေဟာဗမောက်မြို့တိုင်းတိုက်ပွဲနဲ့အင်ဒိုဗမောက်လမ်းပိုင်းမှာပိတ်ခင်အချိန်ထိကုန်းစီနှုန်းအတင်းတင်းတာရှိခဲ့ပေမဲ့လက်ရှိမှာတော့အဆမတန်မြင့်တက်နေတယ်လို့လည်းဆိုပါတယ်။ ဗမာမျိုးတိန်တိုက်ပွဲတလားကြာမြင့်တီအထီတိုက်ပွဲတွေဟာဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေနဲ့ NUG ကလမ်းပိုင်းတွေဆက်လက်ပိတ်ထားတာကြောင့်ကုန်စည်ပစ္စည်းတွေတဖြည်းဖြည်းပြက်လက်နေတယ်လို့ဒေတာခဏိကပြောပါရယ်လာမယ့်တဲ့တင်ပတ်အတွင်းမှာပဲအခြေခံစားတပ်ကုန်တချို့ပြက်လက်နိုင်ခြေရှိနေပြီးအခုထပ်ပုံမှုဈေးနှုန်းမြင့်ပြီးဝယ်ယူရမယ့်အခြေအနေဖြစ်တယ်လို့အဲ့ဒီကုန်တွေကမှတ်ချက်ပြပါရယ်။ဒါ့အပြင်ဗမောက်မြို့နယ်ရဲ့အနောက်ဘက်ချမ်းဒေသတွေမှာဗမောက်မြို့ပေါ်ကစစ်ပေးတိန်ရှောင်းလာတူ2000နီးပါးရှိနေပြီးကုန်စည်လိုအပ်ချက်တွေမြင့်မားနေတယ်လို့လည်းသိရပါရယ်။ ဗမော့မြို့နယ်အတွက်ကုန်တွယ်လမ်းပိုင်းအားလုံးကိုပိတ်ထားမယ်အကြောင်းအန်ယူဂျီကပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့မှာကြေညာခဲ့ပြီးတော့မြို့တိန်တိုက်ပွဲလည်းတပြိုင်တည်းပေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ြစ်ချင်းနာဘူတာအိုလမ်းပိုင်းစစ်ရေးအခြေအနေကြောင့်ရက်အကန့်အသတ်မရှိပိတ်လိုက်တဲ့တည်င်းကိုပြောပြပေးသွားပါမယ်။မြစ်ချင်းနာမြစ်ဆုံဘူတာအိုတွားတဲ့လမ်းပိုင်းတွေမှာစစ်ကော်မရှင်ကမနေ့ကအောက်တိုဘာ23ရက်နေ့ကစပြီးတော့ဘူတာအိုမြို့ကိုတွားမဲ့ရင်လိုင်းတွေကိုခိတ်ဖြတ်ခွင့်ပိတ်ထားတယ်လို့ကာဒမာများနဲ့နှိစက်တူမှသိရပါဗါ။အောက်တိုဘာ22ရက်နေ့မှာမြစ်ချင်းနာဘူတာအိုလမ်းပိုင်းရှိမြစ်ဆုံဂိတ်မှာခိတ္တခိတ်ဖြတ်ခွင့်ပိတ်ထားပြီးမနေ့ကမနက်ပိုင်းမှာတော့ခီးတဲတင်ကားတွေကိုလမုံဆွတ်ကြီးရွာအထက်ဘက် ကိန်းနာမှာပြန်ခောက်ခိုင်းနေတာဖြစ်တယ်လို့ဆိုပါရယ်ဒီလမ်းပိုင်းကိုဘယ်ချိန်ထိပိတ်ထားမယ်ဆိုတာကိုတော့မသိကြသေးဘူးဆိုကြပါရယ်ဂိတ်ကနေဖြတ်တန်းခွင့်ရုတ်တရက်ပိတ်လိုက်တဲ့အတွက်မြစ်ကြီးနာပူတာအိုလမ်းပိုင်းတစ်လျှောက်စီးရီတင်းမာလာမှာကိုစိုးရိမ်နေကြရတယ်လို့ဒေတာခန့်များမှတည်ရပါရယ်မနေ့ကအောက်တိုဘာ23ရက်နေ့လယ်ပိုင်းမှာစစ်ကော်မရှင်ကပူတာအိုမြို့အများပြည်သူလေရင်ကွင်းမှာဝိုင်တွဲတစည်းနဲ့စစ်အင်အားလက်နက်ခရမ်းတွေဖြစ်တင်းနေတယ်လို့မြို့ခန့်များကဆိုပါရယ်2024ခုနှစ်အောက်တိုဘာမှာမြစ်ကြီးနာ ာဘူတာအိုလမ်းပိုင်းပေါ်ကစွန်ပရာဘုံမြို့နယ်မြစ်ဆုံအထက်ပတ်တရန်စွတ်ကြီးရွာကစစ်ကော်မရှင်ရဲ့တပ်စခန်းတုံးခုကိုလည်း KIA တပ်ကသိမ်းပိုက်ထိန်းချုပ်ထားတာဒီနေ့အထိဖြစ်ပါတယ်။မြစ်ချနာမြို့ကနေဘူတာအိုမြို့အထိတွားတဲ့လမ်းပိုင်းတွေမှာစစ်တပ်အပါအဝင်တိုင်းနာလက်နက်ကင်တပ်တွေကိုပေးရတဲ့အခွန်အခါတွေဟာမြပြလွန်းလာကြအောင်ရင်မောင်းတွေကညှဉ်းညွတ်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။ဘူတာအိုဒေသခံတွေဟာလမ်းပိုင်းပိတ်မှုတွေကြောင့်ပြီးခဲ့တဲ့နှစ်က73စီစေရှာပတ်မှုတံအပါအဝင် ကုန်စင်းတို့အဆက်မတန်မြင့်တက်မှု မှုနဲ့ကားနဲ့လင်းလက်မှတ်ဈေးကြီးမြင့်မှုတံကိုခန်းစားနေကြရတယ်လို့သိရပါဗျ။အလုတ်ကင်တူအမြုတမီ10ဦးအပါအဝင်28ဦးဖမ်းဆီးရမိတဲ့အကြောင်းကိုပြောပြပေးတော့မှာပါ။အောက်တိုဘာလ14ရက်နေ့ကနေ20ရက်အတွင်း ပြည်တွင်းမှာအွန်လိုင်းလုံခြုံရေးလုပ်ငန်းလုပ်ကိုင်နေသူအမျိုးသမီး7ဦးနဲ့အမျိုးသား18ဦးစုစုပေါင်း29ဦးတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်လာပါတယ်။အွန်လိုင်းလုံခြုံရေး website ရှောက်ခိုးဖြစ်တဲ့1989 955 meet မောင်956ပေါ်လုံးလုံခြုံရေး3ခုနဲ့ Batman 688စလော့လုံခြုံရေး ရှမ်း234ဖဲလောင်ကစားဒုတိယ3တီလောင်ကစားစတဲ့ website တို့တွင်လောက်ကင်နေသူများဖြစ်တယ်လို့တီးရပါတယ်သူတို့တွေကိုရန်ကုန်တိုင်းဒေတာကြီးမင်္ဂလာတုံမြို့နယ်ရန်ကင်းမြို့နယ်တကုံမြို့တစ်အရှိပိုင်းမြို့နယ်စတဲ့မြို့နယ်၃ခုနဲ့မန္တလေးတိုင်းရှိပြည်ဦးလွေမြို့မန္တလေးမြို့တွင်ကမဟာအောင်မြေမြို့နယ်တို့မှာဆက်ဆက်ဖန်စီခဲရာကြောင်းပုံနဲ့တကွာထုတ်ပြန်ထားပါတယ်။ ဖန်ဆီးခံရတဲ့တူတွေကစူပါစီနီယာအေဂျင့်6ဦး၊စီနီယာအေဂျင့်2ဦး၊မာစတာအေဂျင့်10ဦးနဲ့ငွေလွဲငွေထုတ်ပြုလုပ်သူ9ဦးတို့ဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။သူတို့တွေကဒီဝက်ဘ်ဆိုက်တွေမှာလောင်းကစားဆော့ကစားတူတွေရောက်လာစေဖို့လူမှုကွန်ရက်ဆာမျက်နှာ Facebook နဲ့ Telegram တို့မှာကြေညာပေးရပြီးနောက်ဆော့ကစားရှင်တူတွေကို ပိုက်ပါမဆက်သွယ်စေကဝက်ဘ်ဆိုက်မှာအကောင့်ဖွင့်လှစ်ပေးချတူတွေဖြစ်ပါတယ်။ စစ်ကော်မရှင်အနေနဲ့ online scan center ကြားဖြန့်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသူများနဲ့နောက်ွယ်ကကြိုးကင်နေသူများကိုဖော်ထုတ်ဖန်ဆီးပြီးထိထိရောက်ရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်တော်မယ်လို့ဆိုထားပါတယ်။မြောက်ဒီမြို့ရှိ online လေလံမှုကြားဖြန့်လုပ်ငန်းလုပ်ကင်နေတယ်လို့နာမည်ကျော်ကြားတဲ့ KK Pass Center ကိုဝင်ရောက်စီးနှင်းခဲ့ကြောင်းကိုယခုတတင်းပတ်အောက်တိုဘာလ16ရက်နေ့ကထုတ်ပြန်ခဲ့ပါသေးတယ်။ ဲ့ဒီလိုဝင်းရောက်စီးနှင်းမှုတွေကြောင့်ထိုင်းနိုင်ငံပန်ကောင်မြို့ကိုထွက်ပြေးသိမ်းရှောင်သူ1900နီးပါးအထိရှိလာပြီးအာဆီယံနိုင်ငံတွေအပါအဝင်နိုင်ငံပေါင်း20ကျော်ကနိုင်ငံသားတွေပါဝင်တယ်လို့ထိုင်းနိုင်ငံကဒီကနေ့နေ့လယ်ပိုင်းသတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ခဲ့ပါတယ် ကကေပကနေထွက်ပြေးသူတွေထဲမှာအိန္ဒိယတရုတ်ထိုင်းဖိလစ်ပိုင်နီပေါ်ကနေဒါဗီယက်နမ်တီလီရင်ကာအီဒီယိုဖီးယားဘင်္ဂလားဒေ့ရှ်ပါကစ္စတန်စတဲ့နိုင်ငံတွေအပါအဝင်နိုင်ငံပေါင်း20နိုင်ငံကပါဝင်ကြောင်းဆိုပါတယ်မြန်မာနိုင်ငံထိုင်းမြန်မာနယ်စပ်ဒေသမှာတရားမဝင်အွန်လိုင်းနဲ့ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကိုလာရောက်လုပ်ကင်ကြတဲ့နိုင်ငံသားတာ 9500ကျော်ကိုလည်းမြန်မာကတက်ဆိုင်ရာနိုင်ငံတွေစီကိုပြန်လည်လွှဲပြောင်းပေးနေတယ်လို့မနေ့ကလည်းသတင်းစာကနေဖော်ပြခဲ့ပါတယ်ရှင်။ရှနီအတန်ရဲ့ pocket အစည်းအဝေးကိုရှနီပါတာနဲ့မြန်မာပါတာပါတာနှမျိုးတင်ဆက်ပေးနေပါတယ်ခင်ဗျာ။ရှန်နီအတန်ရဲ့တည်င်းဆောင်းပါးတွေကို www.shannyboy.com နဲ့ www.facebook.com/theboyofshanny စာမျက်နှာတွေမှာတွားရောက်နားဆင်လို့ရနိုင်ပါပြီ။ ရှန်နီတိုင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုတွေလူနေမှုဘဝလူမှုရေးစီးပွားရေးစတဲ့ကိစ္စရပ်တွေကိုတင်ပြတွေစောင်းပါတွေ short video တွေအနေနဲ့လည်းရှန်နီအတန်ရဲ့ re youtube channel နဲ့ telegram channel တို့မှာကြည့်ရှုနိုင်ပါတယ်အခုလိုနားဆင်အားပေးခဲ့ကြတဲ့အတွက်ရှန်နီအတန်ဝိုင်းဒေါ်လာတွေကအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျာငင်းကြုံတယောက်ခါကြောင်